အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ချစ်တော်လေးကမလေးရှားကိုတွားရောက်လဲပတ်မယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေအတွက်ကဗီဇာရှောက်ဖို့လိုတယ်ပေါ့နော်မလေးရှားဗီဇာဘယ်လိုရှောက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ပြောပြမယ့်အပိုင်းမှာတော့နှစ်ပိုင်းပါဝင်တယ်ပေါ့နော်။တစ်ပိုင်းကကြတော့စင်ကာပူမှာအလုပ်လုပ်တဲ့သူတွေမလေးရှားကိုခဏခဏတွားလည်လို့ရအောင် multiple entry visa အကြောင်းဖြစ်ပြီးတော့နောက်တစ်ခုကကြတော့အဲတခြားနိုင်ငံတွေကနေပြီးတော့မလေးရှားကိုတွားလည်တဲ့အခါမှာ single entry visa နဲ့ဘယ်လိုရှားအောင်လဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Noted ဆိုင်ရဆရာနေကို description မှာဖတ်ကြည့်ပါနော်။ ချစ်တော်လေးကအရင်တုန်းကပေါ့နော်မလေးရှား digital arrival cup ဘယ်လိုရှောက်အောင်လဲဆိုတဲ့ post လေးကိုတင်ပေးထားပါဗျ။အဲ့ဒီ post အောက်မှာမြန်မာလေးတယောက်ကပေါ့နော်မလေးရှားဗီဇာကိုဘယ်လိုရှောက်အောင်လဲဆိုတဲ့ video လေးကိုတောင်းဆိုထားလို့ချစ်တော်လေးကပြောပြပေးမှာပါ။သူကတော့ဂျပန်နေရှောက်မယ်လို့ပြောထားပါတယ်ဒီဗီဒီယိုလေးကထောက်ကူပြုမယ်လို့ချစ်တော်လေးမျှော်လင့်ပါတယ်เนาะ လေးရှားဗီဇာကိုရှောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီမလေးရှားဒီ government website တွေကိုအရင်ဆုံးဝင်ရမယ်ပေါ့နော်ဝင်ပြီးတော့ဘာလုပ်ရမလဲဆိုရင် account အတစ်တစ်ခုကိုယ့်အတွက်ကိုအရင်ဆုံးဖွင့်ရမယ်ဒီ account ကိုရပြီဆိုတာနဲ့ကိုယ့်အတွက်ကိုလည်း apply လုပ်လို့ရတယ်လို့ကိုယ့်ရဲ့ဆွေမျိုးညီကိုမောင်နှမတန်ငယ်ချင်းတွေအတွက်လည်း apply လုပ်ပြီးလို့ရပါတယ်ပေါ့နော်ဒီမှာတော့ close ဆိုတာလေးကိုနှိပ်လိုက်ပါ ပြီးရင်ဒီမှာကိုကဒါအကောင့်မရှိသေးတဲ့သူဆိုလို့ရှင် I am new ဆိုပြီးတော့ဒီမှာအကောင့်အစ်တစ်ခုဖွင့်လိုက်ပါတော့။အဲ့ဒီမှာ given name ဆိုလို့ရှင်ကိုရဲ့နာမည်အပြည့်စုံကိုရေးလိုက်ပါပါတော့။ပြီးရင်စာနေမှာတော့ကိုကမရှိဘူးဆိုရင်တော့မဖြစ်တယ်ပေါ့နော်။ဒီမှာ nationality မှာကိုရဲ့ nationality ကဘာလဲပေါ့နော်။အဲ့တော့ကိုက nationality ကမြန်မာဆိုရင်မြန်မာဖြည့်လိုက်ပါ။ပြီးရင် passport number ကိုရဲ့ passport number ကိုအတိအချနှိမ့်လိုက်ပေါ့နော်။ ိုယ့်ရဲ့ passport number ကိုဖြည့်ကျန်တာကဗာလဲရေးမယ်ပြီးလို့ရှိရင် date day of birth ကိုဖြည့်ပေါ့နော် date of birth ကိုဖြည့်ပြီးလို့ရှိရင်ဒီမှာ current local address ကကိုကမြန်မာပြည်မှာဆိုရင်မြန်မာပြည်ရဲ့လိပ်စာကိုဖြည့်မယ်ပြီးရင်ကိုကဂျပန်ဆိုရင်ဂျပန်စင်ကာပူကလို့ဆိုရင်စင်ကာပူကဟာကိုဖြည့်နောက်တစ်ခုကကြတော့ဒီမှာ email email လည်းအဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့ email လိပ်စာကိုအတိအကျဖြည့်ပေါ့နော် password အဲကို password ကဘာပေးချင်တာလဲကို password ကိုပေးချင်တဲ့ password တစ်ခုကိုနှိပ်ပါတော့ဒီမှာလည်းနှိပ်နှိပ်ပြီးလို့ရှိရင်ဒီမှာအဖြေရဒီဟာလေးကိုကိုလိုက်ရေးလိုက်ပါတော့အဲသူ့လိုပဲရေးလိုက် p k n s h n နော်ဒီဟာလေးကိုတော့ချစ်တော်လေးဖြည့်မပြဘူး password ကကြာတော့ကိုကြိုက်တာကိုပေးဆိုတယ်ဒါ password ကကိုကြိုက်တာကိုပေး ဒီမှာ password မှာဆိုလို့ရှိရင် eight or more characters ပါရမယ် upper and lower case လည်းပါရမယ်နံပါတ်ပါရမယ် special character တစ်လုံးပါရမယ်တဲ့သူပြောထားတာပေါ့နော်ဆိုရင်ခဏအကြီးအသေးတစ်လုံးပါရမယ် special character ဥမာ star ဖြစ်ဖြစ် slash ဖြစ်ဖြစ် dash ဖြစ်ဖြစ်တခုထည့်ပြီးရင်နာမည်ဟိုပါပေါ့နော် abcd တခုခုပေါ့ကိုကြိုက်တဲ့ဟာကိုထည့်ပြီးရင်လိပ်စာကတော့ချစ်တော်လေးဖြည့်မပြတော့ဘူးကိုလိပ်စာကိုထည့်ပေါ့နော် ကိုလိပ်စာပြည့်စုံကုန်တယ်ပြီးရင် register လုပ်လိုက်ပေါ့နော် register လုပ်လိုက်တာနဲ့အဲ coach ထဲကို email အဲ email ရမယ်ပေါ့နော်ကိုယ့်ရဲ့ဟာကို email ရမယ်ဒီဒီ Malaysia ဒီ visa apply ချဖို့အတွက်အကောင့်ရပါပြီဆိုတော့ email လေးတစ်ခုရမယ်ပေါ့နော်အမှကိုကဒါ register ကိုနှိပ်လိုက်ပါ account create လုပ်ပြီးတာ ਨੇ ပေါ့เนาะသူတို့ဒီ e visa ကနေပြီးတော့ email တစ်စောင်ပို့ရယ်ပေါ့เนาะဒီမှာ your e visa account has been created successfully ဆိုပြီးတော့ပေါ်လာတယ်အဲ့ချိန်မှာကိုကကိုယ့်ရဲ့ account ကို verify လုပ်ဖို့အတွက် click here ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်ဒါ verify လုပ်ပြီးသွားပါပြီ account ကိုစတင်လို့ရပြီပေါ့เนาะချစ်တော်လေးကတော့အဲလုပ်ပြီးသားဖို့လို့လုံးမပြတော့ဘူးပေါ့เนาะဒီမှာတစ်ချက် click click နှိပ်လိုက်တာ ਨੇ ပြီးသွားပြီပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်သူတို့ရဲ့ official website ကို login ဝင်လို့ရတော့ပါပြီ ခုနက website ထဲကိုပြန်သွားအရင်ဆုံးမြင်ရတဲ့ဒီ box လေးထဲမှာရှိတဲ့ close ကိုအရင်ဆုံးနှိပ်လိုက်ပါတော့နှိပ်ပြီးတာနဲ့ကိုကဒီ returning user မှာ login ဝင်လိုက်ပါတော့ login ဝင်လိုက်တာနဲ့ visa စပြီးတော့ apply လုပ်လို့ရပါပြီ register လုပ်ထားတဲ့ email ရဲ့ password ရဲ့ကိုကြည့်ရင်လုပ်လိုက်ပြီဆိုတာနဲ့ဒီ website ထဲကို login ဝင်လို့ရတော့ပါပြီပေါ့နော် ဒါကတော့ login ဝင်ပြီးတာနဲ့ပထမဆုံးမြင်ရမယ့် page ပေါ့เนาะအဲ့ဒီမှာကိုကဘာလုပ်ပေးရမလဲဆိုလို့ရှိရင်ဓာတ်ပုံ upload လုပ်ပေးရမယ်နောက်တစ်ခုကကြတော့ကိုရဲ့ဒီ passport ရှေ့မျက်နှာဒီဓာတ်ပုံရိုက်ထားတဲ့ဟာကို upload လုပ်ပေးရမယ်နှစ်ခုစလုံးဒီသူတို့လက်ခံထားတာကတော့အဲ jpeg file ဖြစ်ရမယ်ပေါ့เนาะ pdf file တွေပါလေဆိုလို့ရှိရင်လက်မခံဘူးအဲ့တော့ဒီမှာ select photo ရွေးပြီးတော့ကိုရဲ့ဒီဓာတ်ပုံပေါ့เนาะဓာတ်ပုံ အပ်လုပ်လို့ပြရမယ်ဒီမှာသူပါရရေးထားလဲဆိုလို့ရှိရင်ဓာတ်ပုံရဲ့ site ကအကျယ်က 35mm အရှည်ကကြတော့ 50mm ဖြစ်ရမယ် line တွေပါတယ်မပါရဘူးနောက်ဆုံး6လအတွင်းရိုက်ထားတဲ့ photo ဖြစ်ရမယ်မျက်နှာတွေပါတယ်အကုန်လုံး clear ဖြစ်နေရမယ်ပေါ့နော်နရွက်တွေပါတယ်ပေါ်ရမယ်ပြီးလို့ရှိရင်အဖြူရောင် background white background ဖြစ်ရမယ်ပေါ့နော်တကယ်လို့မှဒီဟာနေအကုန်လုံးဟိုပါပေါ့နော်ပြေဆောင်အောင်မလုပ်ထားဘူးဆိုလို့ရှိရင်သူတို့က reject ဖြစ်မယ်လို့ရေးထားတာပေါ့ ခုမှဆိုရင် size ကိုလည်းတို့တိကျကျပြောပြထားတယ်နောက်တစ်ခုကကြတော့ဒီမှာ photo ရဲ့ဒီနာမည်ပေါ့နော်နာမည် file ကိုဒီလို submission တင်တဲ့အခါမှာ file ကိုယူရတဲ့အချိန်မှာလည်းဆိုလို့ရှိရင်လည်းဒီ file ရဲ့နာမည်မှာဒီအော် special character ဥမာ slash to hyphen တို့ပြီးရင်နောက်တစ်ခုကပါလဲဆိုလို့ရှိရင် space တွေပါလေပါလို့မရဘူးပေါ့နော်ကို photo အဲ့တော့အဲ့ photo ယူပြီးတော့ဟိုကဒီမှာဆိုလို့ရှိရင် ကိုယ့်ရဲ့ photo လေးကိုရွေးပါရွေးပြီးလို့ရှိရင် open ဆိုပြီးတော့ submission တင်လိုက်ပါနောက်တစ်ခုကကြတော့ passport passport လည်းအဲ့လိုပဲအဲ passport ကိုသူကပါလဲဆိုလို့ရှိရင် scan only the first page or first two pages of passport တမျက်နာလည်း scan ဖတ်လို့ဒီရှေ့မျက်နာဒီတက်ပုံပါတဲ့ဟာကိုပဲ scan ဖတ်လို့ရသလိုနောက်တစ်ခုကကြတော့ဟိုပါပေါ့နော်နှစ်ခုစလုံး page နှစ်ခုစလုံးကိုလည်း scan ဖတ်လို့ရတယ်ပေါ့နော် အဲဆိုရင်ကိုယ့်ရဲ့ passport ကိုကိုကအဲ့လိုပဲ submission တင်လိုက်ဒီ passport ကိုတင်တဲ့အချိန်မှာလည်း passport ရဲ့ file name ဒီ space တို့ပြီးလို့ရှိရင် hyphen လို့ဘာလို့ပါလို့မရဘူးအဲ့ဒါကိုတင်လိုက်ပေါ့နော်ဒါမှသူဘလိုဘလိုဒီတေးလဲဆိုဒီမှာပြထားရပါတော့ passport ကိုစကန်ဖတ်တဲ့အခါမှာ details တွေအကုန်လုံးဒီ clear ဖြစ်နေရမယ်ဒီအောက်ထက်ကဒီ line လေးတွေပါပေါင်းစကန်ဖတ်ပေါ့နော် jpeg file ပဲဖြစ်ရမယ် pdf file ဆိုရင်လက်မခံပါဘူး အဲနောက်တစ်ခုကကြောစာနိုင်စာနိုင်မှာချစ်တော်လေးတို့ဒီမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စာနိုင်မရှိပါဘူးအဲ့အတွက်ကြောင့်မို့လို့အဲ plan လုပ်ပြီးတော့ထားလို့ရတယ်ပေါ့နော်ဒီမှာ given name given name ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့ passport ထဲမှာပါတဲ့နာမည်အရင်းကို ဖြည့်ပေးရမယ်ပြီးရင် nationality မြန်မာပေါ့နော်ပြီးရင်ဖုန်းနံပါတ်မှာဆိုရင်အဓိကအရေးကြီးတာက country code ထည့်ပေးရမယ် country code မထည့်ဘူးဆိုလို့ရှိရင်သူတို့က reject ဖြစ်မယ်ပေါ့နော်အဲ့တော့မြန်မာပြည်ရရှောက်မယ်ဆိုရင်မြန်မာနိုင်ငံက country code ကိုထည့်ပေးပါအာကိုကကြတော့စင်ကာပူကရှောက်ထားတာဖြစ်တဲ့အတွက်စင်ကာပူရဖုန်းနံပါတ်ကိုထည့်ပေးပါမယ်ပေါ့နော်ပြီးရင်ကိုရဲ့ email နဲ့စာတင်ပေးမယ်ပြီးရင် visa တိုက် visa တိုက်မှာဆိုလို့ရှိရင်ချစ်တော်လေးကစင်ကာပူကနေပြီးတော့သွားမှာဖြစ်တဲ့အတွက် multiple entry visa ကိုရွေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ချစ်တော်လေးတို့ကဒီမှာအလုံးလုံးနေတဲ့သူတွေဆိုလို့ရှိရင်ခဏခဏသွားလဲတာမဟုတ်လို့ multiple entry ဗီဇာကိုရွေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာသူကရွေးတာ single နဲ့ multiple အဲ့တော့အချက်တော်လေးက multiple ကိုရွေးမယ်ဒီမှာကိုကကျတော့ single မှာ long term pass visit holder ကိုရွေးပေါ့နော်ပြီးရင်ဒီမှာ reason to apply မှာ to ကိုဖြည့် document နေရာမှာ international passport နဲ့ passport number ကိုဖြည့်ပေါ့နော်ပြီးရင် place or country place slash country or issue ကို passport ကဘယ်နေရာမှာ issue လုပ်ထားရလဲ passport ဒီ စင်ကာပူမှာရှောက်ထားတဲ့ passport ဆိုစင်ကာပူရွေးပေါ့နော်မြန်မာပြည်ရဲ့ passport ဆိုရင်မြန်မာပြည်ကိုရွေးပြီးရင်ဒါ passport ဘယ်တော့က issue date ပေါ့နော်ဘယ်တော့ထုတ်ပေးထားရလဲဒါတော့ passport မှာပြန်ကြည့် expire date ကိုလည်း passport မှာပြန်ကြည့်ပြီးရင် passport number ကိုထည့်ပြီးရင်ကိုမလေးရှားမှာဘယ်ဟူသွားလဲမှာလဲချစ်တော်လေးရကြတာဒီ republic ကိုသွားလေခြင်းနဲ့ပေါ့နော်စောက်ကြီးကိုသွားပြီးတော့လေခြင်းနဲ့လေခြင်းတာမဟုတ်လို့ဒီဟာကိုထည့်လိုက်တယ်ပေါ့နော်တကယ်လို့ချစ်တော်လေးကမထည့်ဘဲနဲ့ TBA ထည့်လိုက်မယ်ပေါ့နော် ကေ to be advice ပေါ့နော်ထားလိုက်ပါတော့ချစ်တော်လေးတို့ဒီ single မှာအလုပ်လုပ်နေတဲ့သူတွေကကြတော့လေမလေးရှားမှာညမအိတ်တာမျိုးလည်းဖြစ်တတ်တယ်နေချင်းပြန်သွားတဲ့သူတွေပေါ့နော်အဲ့တော့လိပ်စာမသိဘူးဆိုလို့ရှိရင် to be advice ဆိုပြီးတော့ထည့်လိုက်ပေါ့နော်ဒီဒါမဲ့သွားလဲခြင်းတဲ့မျိုးလေးကိုတော့ထည့်ပေးလိုက်ပေါ့ဂျိုဟိုပါလို့ဆိုပြီးတော့ပြီးရင် address ပါကိုယ့်ရဲ့ address မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ car and local address ကိုဖြည့်ပေါ့နော် ဒါလိပ်စာတွေအကုန်လုံးဖြည့်ပြီးချစ်တော်လေးအကြောင်းဒီနှစ်ခုမဖြည့်ဘူးစင်ကူကလှုပ်လှုပ်တဲ့သူတွေဆိုရင်ဒီနှစ်ခုဖြည့်စရာမလိုဘူးအဲတရားဆိုလို့ရှိရင်တော့ စင်ကာပူမှာလုံးလုံးနေတဲ့ဒီ web permit scan ပေါ့နော်ရှင်းအောင်နှစ်ဖက်ပါမယ်နောက်တစ်ခုကကြတော့ SD web permit scan application ကိုသုံးပြီးတော့ကိုယ့်ရဲ့ web permit ကထဲမှာပါတဲ့ barcode ကို scan ဖတ်လိုက်လို့ရှိရင် detail တွေကျလာမယ်ပေါ့နော်အဲ့တော့အဲ့ဒီစာမျက်နှာနှစ်ရွက်ကိုတွဲတင်ပေးရမယ်ပထမစာမျက်နှာကကြတော့ဒီကိုယ့်ရဲ့ web permit ရှင်းအောင် အောက်ကကြတော့ခုနက web permit မှာပါတဲ့ barcode ကို scan ဖတ်ထားတဲ့ details ပေါ့နော်အဲ့ဒီနှစ်ခုကိုတွဲပြီးတော့တင်ပေးရပါမယ် ပြီးရင် next ကိုနှိပ်ပါဟို terms and condition တွေကို agree ဖြစ်တယ်ဆိုတော့ဒါကိုနှိပ်မယ်နှိပ်ပြီး agree လုပ်လိုက်ပါဟွန်းပြီးရင်ဒီမှာ code တပ်ပေါ့ code တပ်ပုံကို तू อ่ะဒီမှာဟို adjust လုပ်ခိုင်းတယ်ပေါ့နော်ဟိုမျက်နာနဲ့ပါနဲ့ adjust ပြအောင်ဝင်အောင်လုပ်ပေါ့နော်။အဲဒါဆိုရင်ရပါပြီ။ ဒီလိုမျိုးလေး adjust လုပ်ပါอืมตุ๊บย่อได้ไอ้ไดนี่ဝင်အောင်လုပ်ပေါ့เนาะဒါဆိုရပါပြီ fan continue နှိပ်ပါဒါဆိုရင်ကိုယ့်ရဲ့ဒီမှာလေးကြည့်လိုက်အာ passport ကဒီလိုမျိုးအတက်ဖြစ်နေရမယ်ဒီလိုစောင်းနေရလို့ပြောင်းပြန်ဖြစ်နေရလို့ဘေးတိုက်ဖြစ်နေရလို့ဆိုရင်လည်းသူက reject ဖြစ်မယ်ပေါ့เนาะ ါဆိုရင် passport ဒီ scan လေးနဲ့တက်တယ်လေးဖြစ်နေရမယ်ခုနချစ်တော်လေးပြောခဲ့သလို page နှစ်ခုဆိုတာဘာကိုပြောရလဲဆိုဒီမှာ passport ကိုဒီလိုအလျားလိုက်ချစ်တော်လေးတို့တက်ဖို့ရလို့ရှိရင်မြင်ရမယ် first page နဲ့ဒီဘက်က second page ပေါ့နော်အဲ့လိုနှစ်ခုလုံးလုပ်လို့ရရတယ်တစ်ခုပဲဒီမျက်နှာပြင်လေးတစ်ခုပဲလုပ်လို့ရရတယ် code password ဒီမှာဆိုရင်အတည့်ဖြစ်နေတော့သူက click အမှန်လေးပြတာပါနော် confirm လုပ်လိုက်ပါ အားဆိုရင်နောက်တစ်ခုကကြာ please ensure all the image are in correct orientation ဖြစ်ရမယ် wrong image orientation will result in rejection of your application နော်အဲ့တော့ proceed လုပ်လိုက်ပါအဲ့မှာဆိုရင်ကိုယ့်ရဲ့ detail တွေအကုန်လုံးပြန်ဖတ်ဟုတ်ပြီနော်နောက်ဆုံးအဆင့်အနေနဲ့ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ပတ်စံပေးရမယ်ဟုတ်ပြီနော် ်ပတ်စံပေးရမယ်ဆိုတော့ချစ်တော်လေးတို့မှာဗီဇာကတ်ရှိဖို့လိုအပ်တယ်တကယ်လို့ဗီဇာကတ်မရှိဘူးဆိုလို့ရှင် ပေးမန့်ကပေးလို့မရဘူးပေါ့နော်အဲ့တော့အနည်းဆုံးအာဗီဇာကတ်တစ်ခုတော့ရှိရမယ်ပေါ့နော်အဲ့တော့ချစ်တော်လေးကဗီဇာနဲ့ပေးမှာမလို့ဗီဇာရွေးပြီးတော့ပေး session ကိုတွားလိုက်ပါဟုတ်ဒီမှာ click နှိပ်ရမှာเนาะ pay session ထိတွားလိုက် page section ကိုသွားလိုက်ရင်ဘယ်လောက်ကျလဲဆိုလို့ရှိရင်ဒီမှာကြည့်ပါမလေးရှား ringgit 126ကျပ်ပေါ့နော်ဒါဆိုရင်126ကျပ်ကြမယ်လို့သူကရေးထားတယ်။ visa fee ကတကယ်လို့သူတို့ပြောတာ20ဒီမှာ e visa processing fee မှာ105ကျပ်တောင်ယူထားရပေါ့နော်။အဲ့ဒါတွေကြောင့်မလို့အကုန်လုံးဘလောက်ကျသွားလဲဆိုရင်126ကျပ်ကျသွားပါတယ်။ပြီးရင်ဒီမှာ proceed payment နှိပ်ပေါ့နော်။ ဘာတွေဖြစ်ရမလဲကိုယ့်ရဲ့ခတ်နံပါတ်တွေနော်အဲ့ဒါတော့ကိုယ့်အကူပဲကိုယ့်ရဲ့ကတ်ကိုကြည့်လိုက်ကိုယ့်ရဲ့ဗီဇာကတ်မှာရှိတဲ့နံပါတ်တွေဖြစ်အဲဒီမှာ expire ဖြစ်မဲ့ရက်တွေကိုကြည့်ပြင်ဟိုရာနေမှာကိုယ့်နာမည်ကပါလဲကတ်ပေါ်မှာကြည့်ပေါ့နော်ကတ်ပေါ်မှာ security code ရှိမယ်ပြီးရင်ကိုယ့်ရဲ့ billing address ကိုပန်းပေးထားတဲ့ billing address တွေကိုဖြစ် visa proof ဖြစ်လို့ရှိရင်ကိုအရှိမဖြစ်ထားတဲ့ email တွေအဲ့ email ကိုဖြည့်လိုက်ပေါ့နော်အဲဆို ringgit 126ကျကြပါတယ်ပြီးရင်ဒီမှာအကုန်လုံး delete ဖြစ်ပြီးပေးနောက်နှိပ်လိုက်လို့ရှိရင်ရပြီပေါ့နော် ဒါကတော့ဒီ process တစ်ခုလုံးက single မှာအလုံးလုံးနေတဲ့သူတွေအတွက် မလေးရှား visa ဘယ်လိုရှောက်အောင်လဲဆိုတာကိုချစ်တော်လေးကပြောပြပေးတာပဲဖြစ်ပါတယ်ဂျပန်ရှောက်မဲ့ညီမလေးဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုရင်ဒီမှာဒီနေရာပဲကွဲမှာ ဂျပန်နေပြီးတော့ဗီဇာလျှောက်မှညမာလေးရကြတော့ single entry ဗီဇာကိုရွေး multiple entry ဗီဇာကိုမရွေးနဲ့ဒါကအမားတို့လို single မှာအလုံးလုံးနေတဲ့သူတွေပဲရွေးတာပေါ့နော်ဂျပန်မှာမဟုတ်ပါဘူးကြိုက်တဲ့နိုင်ငံကနေပြီးတော့ရှောက်ရှောက်တဲ့သူတွေအကုန်လုံး single entry ဗီဇာကိုပဲရွေးပါပြီးရင်ဒီမှာတိုးဆိုတာဟာလေးကိုရွေးပြန်ဒီမှာကျတော့ international passport ကိုရွေးဒီမှာကျတော့ကို passport ကအခုထားပါတော့ဂျပန်မှာဂျပန်မှာလုပ်ခဲ့တဲ့ passport ဆိုလို့ရှိရင်ဂျပန်ကိုရွေးပေါ့နော် ဂျပန်မှာတက်တန်းတူထားတဲ့ passport တကယ်လို့ US ကလူဆိုရင် US ကိုရွေးတခြားကမ်ဘောဒီးယားတို့ဘာလို့ကလူရယ်ဆိုလို့ရှိရင်ကမ်ဘောဒီးယားကိုရွေးပေါ့နော်ကို issue လုပ်ထားတဲ့နိုင်ငံကိုရွေးပေါ့နော်ဂျပန်ကိုရွေးလိုက်နော်ကို passport ကဒါဂျပန်မှာလုပ်ထားဆိုဂျပန်ကိုရွေး passport issue date ညီမလေးရဲ့ passport ကိုပြန်ကြည့်ဗန်နီရဲ့ issue လုပ်ထားရတဲ့ထဲပြီးရင်ဒါကတော့ passport number ကိုထည့်လိုက်ပေါ့နော်ကို passport number ကိုရွေးပြီးရင် passport expire date ကိုဒီမှာဖြည့်လိုက်ဟုတ်ပြီနော်ပြီးရင်ဒါကကျတော့ကိုတဲမဲ့နေရာ ကိုကအခုထားပါတော့ဒီ KL ကိုသွားမှလားမလေးရှားမှာလေးနေစရာတွေကအများကြီးပဲကွာလာလမ်ပူရှိမယ်တခြားဂျန်တင်တို့ဂျိုဟိုဘာတို့တခြားမျိုးတွေပေါ့နော်တပုံကြီးရှိတယ်အဲ့ထဲမှာကိုပဲနေရာကိုသွားလဲကျင်တာလဲနေမဲ့လိပ်စာကိုထက်ဟိုတယ်လိပ်စာပဲထည့်လိုက်ပေါ့နော်ပြီးရင်ဒါညီမလေးဆိုရင်ဂျပန်မှာနေရာဆိုရင်ဒါ current local address ခုနဟာကြတော့ address နဲ့ Malaysia current local address မှာဆိုလို့ရှိရင်ဒီအခုကိုဂျပန်မှာရှိတဲ့ကိုယ့်ရဲ့လိပ်စာကိုထည့်လိုက်ပုံเนาะဒါက not e source ကတော့ကိုကိုမှန်းပြီးထည့်လိုက်ကိုယ့်ရဲ့ဂျပန် location ကဂျပန်ရဲ့အလယ်မှာလားနောက်မြောက်မှာလားဘာလားကိုယ့်ကိုမှန်းတယ်ပြီးရင် country မှာဒီမှာဂျပန်ကိုပြောင်းမှာเนาะ ကန်ထရီမှာဆိုလို့ရှိရင်ကိုကကိုဂျပန်ဆိုတဲ့ဟာပေါ်လာလိုက်မယ်ညီမလေးအကုန်လုံးဖြည့်ထားရဆိုလို့ရှိရင်လေနော်ကျန်တဲ့အဆင့်ဒီမှာဘာကွာမလဲဘာကွာမလဲဆိုလို့ရှိရင်ဒီမှာ flight ticket two way flight ticket ကိုညီမလေးဖြည့်လိုက်မယ်ပြီးလို့ရှိရင်နောက်ခါ accommodation နော် accommodation ကညီမလေးရဲ့ hotel ဟာကိုဖြည့်ဒီမှာတော့ညီမလေးဖြည့်စရာမလိုဘူး เนาะဒီမှာဖြည့်ကြရမလို့တကယ်လို့ညီမလေးက SD ကိုလာတယ်ပေါ့เนาะစင်ကာပူအလာလဲပြီးတော့မှမလေးရှားကိုကားဒီပါနေနဲ့သွားကျင်တယ်ဆိုလို့ရှင်စင်ကာပူမလာခင်ညီမလေး arrival card ဖြည့်ရတယ်အဲ့ဒီ arrival card လေးကိုဒီမှာ PDF ကို document ကို attach လုပ်လိုက်ပေါ့เนาะပြီးလို့ရှင် next ကိုနှိပ်လိုက်ကျန်တာ၄ခုလုံးအတူတူပဲเนาะဘယ်နေရာလေးပဲ꿰မလဲဒီနေရာလေးပဲ꿰မလဲဟုတ်နော်ညီမလေးရဲ့ car and local address 꿰မယ်ပြီးရင်ဒီမှာဆိုလို့ရှင်ဘာ꿰မလဲဆိုလို့ရှင် visa type 꿰မယ် အဲပြီးရင်နောက်တစ်ခုကတော့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကွဲမယ်ညီမလေးဂျပန်ကဖုန်းနံပါတ်ဆိုတော့ဂျပန်ဟာကိုရွေးလိုက်နော်ကျန်တာတွေအကုန်လုံးကတော့အတူတူပါပဲကျေးဇူးတင်ပါတယ် ဒါ၃ရက်လောက်နေရဆိုလို့ရှိရင်ပေါ့နော်ကို email တဲ့ကို visa approve ဖြစ်ကြောင်းလေး email လေးရောက်လာပါပြီဒီမှာဆိုရင်ကြည့်ပါ your application has been approved เนาะဒါသူတို့ရဲ့ဒီ Malaysia government နေပြီးတော့ဒီဟာလေးကိုပို့ပေးတယ်ပေါ့နော်အဲ့ဒါကို email မှာဒါရောက်ရှိပြီဆိုတာနဲ့ခုနက website ထဲကိုပြန်ပြီးတော့ login ဝင်လိုက်ပေါ့နော် ပြီးလို့ရှိရင်ခုနအီးမေးလ်တွေကနေပြီးတော့ကို visa အတူဖြစ်တဲ့ဟာကိုအီးမေးလ်ရပြီဆိုတော့လည်းဒီ website ထဲကိုပြန်ပြီးတော့ login ဝင်လိုက် login ဝင်လိုက်လို့ရှိရင်ဒီမှာဒါ approve ဖြစ်ထားတဲ့အရင်တော့ဟာပေါ့နော်အဲဒါဒါလေးကိုကိုကဒီမှာ print ထုတ်သွားလိုက်ပေါ့နော်ဒီ letter လေးကိုဒီမှာတကူ ြလာလိုက်မယ် approve ဆိုတဲ့ဒီနေရာလေးမှာအဲ့ဒါကို print ထုတ်သွားလိုက်ပေါ့နော် visa approve ဖြစ်ကြောင်းလေးအဲ့ဒါဆိုရင်ရပါပြီပေါ့နော်မလေးရှားသွားလေလို့ရပါပြီတခုပဲမသွားခင်3ရက်လောက်အလိုမှာမလေးရှား arrival card form လေးကိုဖြည့်ဖို့မမေ့ပါနဲ့ပေါ့နော်ခိုရောက်မှဖြည့်လို့ရတယ်ဆိုပေမဲ့ကိုက အဲ့ပေါ်မှာကြာနေမှာပေါ့နော်ကြိုပြီးဖြည့်တိုင်းပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီဗီဒီယိုလေးကိုအရင်အချစ်တော်လေး page မှာတင်ပေးထားတာလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ကိုတွားပြီးတော့အာဗီဒီယိုလေးကိုထွက်ကြည့်ပြီးဘယ်လို arrival ကပ်ဖြစ်ရတယ်ဆိုတာကိုအာကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုရင်မလေးရှားအောက်တွားလေဖို့အကုန်လုံးအဆင်ပြေပါပြီအခုလိုမျိုးချစ်တော်လေးဗီဒီယိုလေးကိုအပတ်စဉ်ကြည့်ရှုအားပေးတဲ့တငငင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ page တဲကိုလာပြီးမေးတယ်ဂျပန်ကညီမလေးကိုလည်းကျေးဇူးတင်ပါတယ်။ နောက်ပိုင်းနေလဲပေါ့နော်အားလုံးပဲသိကျင်တာရှိလို့ရှိရင်ချစ်တော်လေးကို Messenger ပဲဖြစ်ဖြစ် Post out မှာ comment ပေးပြီးတော့မေးတာပဲဖြစ်ဖြစ်မေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်